ဘဝမှာရွေးချယ်စရာအခွင့်အရေးတွေများစွာတွေက တခုတာရွေးချယ်ရမယ်ဆိုရင်စိတ်ချမ်းသာခြင်းကိုသာရွေးချယ်ခြင်းပါတယ်။ကိုကိုကိုလက်ဆောင်တစ်ခုပေးပါဆိုရင်စိတ်ချမ်းသာခြင်းကိုပဲလက်ဆောင်ပေးခြင်းပါတယ်။ကို့အနီးအနားကချစ်ခင်မြတ်နိုးရသူတွေအတွက်လက်ဆောင်တစ်ခုပေးပါဆိုရင်စိတ်ချမ်းသာစေခြင်းဆိုတဲ့လက်ဆောင်ကိုပဲ ပကင်လှလှလေးထုတ်ပို့ပြီးပေးခွင့်ရကြပါတယ်။